Hello အလုံးမဲမင်္ဂလာပါရှင်အဲအခုတစ်ခေါက်ပေါ့နော်လုပ်ပေးသွားမယ့် reading လေးကကြတော့อืมဒီ reading လေးဒီ video လေးကိုကြည့်မိတဲ့သူလေးတွေတဲ့ကလက်ရှိမှာ RS လေးနော်လက်ရှိမှာကိုခြေသူရင်းစားရှိနေတဲ့သူလေးတွေဒါမှမဟုတ်လည်းဒါအိမ်တောင်ပေါ့နော်ကြာသွားပြီးတော့ဒါ married person တွေပေါ့ကွယ်ဘသူပဲဖြစ်ဖြစ် relationship ရှိတဲ့သူတိုင်းကြည့်လို့ရတယ်နော်အဲ့တော့ဒီခု ဒီကတ်လေးတွေကနေကိုယ့် relationship နဲ့ပတ်သက်ပြီးတော့ဘယ်လိုကံကြမ္မာလေးတွေကို ပြောပြပေးသွားမလဲဆိုတာလေးကိုကြည့်ကြရအောင်နော်။ဒါဒီဝတ္ထုကလည်းနည်းနည်းအေးလာပြီးဖြစ်တဲ့အတွက်ကြောင့်ကျမလေးကယူဆချက်နော်အေးမဖက်စီနဲ့နည်းနည်းထွထွနေပါဆီယမကတော့နည်းနည်းအေးပတ်သွားလို့နှာခေါင်းလေးပိတ်စပြူလာပြီနည်းနည်းထွထွနေကြနော် အရော RS လေးတွေကိုယ့်ရဲ့ဒီခြေရီးကန်ကျမပတ်သက်ပြီးတော့ဘယ်လိုမျိုးလေးတွေရှိမလဲဘာလေးတွေတက်လေးတွေလည်းပြောနေမယ်အင်ဂျင်လေးရာကိုဘယ်လိုကန်ကျမလေးတွေကိုတည်ခွင့်ပေးမလဲဆိုတာလေးကိုဖြေကြားပေးမယ်။ဟောဆော့ဆော့ချင်းကတော့၃ကတ်ကြာရတဲ့အတွက်ကြောင့်မှ၃ကတ်လုံးယူလိုက်မယ်နော်။อืม ကောင်းတယ်နော်ဒီလားဘေးစော့တက်မှလည်းအေတော်ဝမ်းနည်းနည်းလေးတော့နာစင်းရှင်နေတယ်ကဲကဲကဲဟုတ်ပါပြီအဲ့တော့အခုလက်ရှိ RS လေးเนาะ RS လေးတွေကအခုလက်ရှိတွဲနေရတဲ့သူလေးနဲ့ပေါ့เนาะဒါဘယ်လိုဆက်ရှိသွားမလဲဆိုရင်တော့အဲကောင်းတဲ့ energy ရတော့များတယ်ဒါပေမဲ့တခုရှိတာကနှစ်ယောက်ကြားမှာပေါ့နော်နည်းနည်းလေးတော့ဘယ်လိုပြောရမလဲ ဟိုဒါကိုကဖြစ်စီဒါမမွင်သူကဖြစ်စီပေါ့နော်မျိုးပေါ့နော်ဒီဟိုဘယ်နဲ့ပင်မန်းနေတာမျိုးလေးတွေ့ရတယ်ဒါဥပမာနည်းနဲ့အမပြောမယ်နော်ဒါ relationship လေးချစ်သူရီးစားနှစ်ယောက်ပေါ့နော်အဲအဲ့ဒီမှာကောင်းလေးကဖြစ်ဖြစ်ပေါ့နော်ကောင်းလေးကသူ့ရဲ့ဒီဘဝအတွက်စူးစမ်းရုံးကန်နေရတာအဲတချို့လေးတွေဆိုရင်ကွာဒီကို့မိသားစုအတွက်သူ့ရဲ့အိမ်ပေါ့နော်သူ့ရဲ့အိမ်သူ့ရဲ့မိသားစုအတွက်သူကအထီးကဝင်ငွေရှာတဲ့သူဖြစ်နေတာမျိုး ဒါကကိုလည်းပဲဖြစ်နိုင်တယ်ဗောနော်ကိုဆိုရင်လည်းကိုရဲ့မိသားစုတွေကိုကဝင်ငွေရှာနေရတဲ့လူကိုမိသားစုကိုကျွေးမွေးဆောက်ရှောက်ဗောနော်ထောက်ပံ့ပေးနေရတဲ့သူစသဖြင့်ဒီလိုမျိုးတွေဖြစ်နေတာမျိုးတချို့ကြတော့အလောက်ကိုင်းပိုင်းနေမှာနည်းနည်းလေးဗောနော်ဝင်နေပြီးပြီးတော့နပင်မန်းနေရတာမျိုးဒီလိုအခြေအနေလေးတွေတော့ဗောနော်ဒါကြုံရတတ်တယ်ရှိတတ်တယ်ဒါပေမဲ့လေ ဒီမှာ four of ones energy ရမနော်နှစ်ယောက်ကကိုဘွားနဲ့ကိုဘလိုတွေပဲခက်ခဲပင်ပန်းနေပါစီပေါ့ကနှစ်ယောက်ကတူတူရှိသွားတဲ့အခါကျရင်တော့တကယ်ကိုတယောက်ကိုတယောက်ပေါ့နော်ချစ်ချင်းနေနဲ့တကယ်ကိုပျော်ရွှင်ခြင်းနေနေပဲပေါ့နော်ဒါဖန်တီးချမဲ့ပုံစံမျိုးလေးတွေပဲရှိလာလိမ့်မယ်ပြောမယ်ဆိုရင်တော့ကဟိုဘလိုပြောမလဲနှစ်ယောက်ဒိတ်ကြတဲ့အခါကျရင်တော့ ဘလို့ပဲပင်မမှုတွေပဲရှိနေရှိနေပါတိလောက်နာကိုချီရတဲ့သူနဲ့တွေ့လိုက်တဲ့အချိန်မှာတကယ်ကိုဘောနော်ဒါပျော်ရှင်ရတဲ့ energy လေးတွေကိုရလာတာမျိုးအဲတူတူဘောနော်မှာစားကြတောက်ကြပျော်ကြရှင်ရတချို့ရကြတော့လဲဟိုဘလို့ပြရမလဲအဲဖျားသွားတဲ့သူစားသဖြင့်တချို့ကြတော့လဲဟိုကတော့စားလိုက်ဒီကတော့စားလိုက်အဲလိုမျိုးလေးဘောနော်ဟိုတွေ့ရတဲ့ခဏလေးကိုလဲဘောနော်ပျော်ပျော်ရှင်ရှင်လေးပဲဖြတ်တန်းသွားရမယ်ဆိုတဲ့ပုံစံမျိုးလေးတွေတွေ့ရတယ်อืม sorry ဲ့တော့ဘောနော်ဒီဆက်ဆံရေးမှာဆိုရင်ကွာကိုကမိန်ကလေးဆိုရင်ကိုကတကယ်ကိုဘောနော်ဒါသူရဲ့ဂယူဆိုင်မှုလေးတွေချစ်ခင်ကျင်နာမှုလေးတွေနဲ့အဲ့လိုမျိုးလေးတွားရတတ်တယ်။အဲအခေပြေပေါ့နော်အဲ့လိုနောက်တစ်ခုကနောက်တစ်မျိုးပြန်ပြီးပြောရမယ်ဆိုရင်တော့ကွာကိုကကြာကိုကမင်းကလေးပင်မဲ့လေသူ့ပေါ်မှာတကယ်ကိုပေါ့နော်ဒါလုံးဝ supporting ပေးနိုင်မဲ့ ပုံစံမျိုးပေါ့နော်အဲ့လို energy ရှိတဲ့ main ကလေးမျိုးဖြစ်နေမယ်ဒီလိုမျိုးလေးတွေမြင်ရတယ်ပြီးတော့อืมနှစ်ယောက်ကတော့ပေါ့နော်ဒါအကောင်းကောင်းမွန်မွန်အဆင်ပြေပြေလေးနာကကရှိသွားလိမ့်မယ်လို့တော့ခံစားနေမိတယ်ပေါ့နော်တခုရှိတာကနှစ်ယောက်ကြားမှာတခုခုပေါ့နော်ဒါပြောပြောရဆိုရမယ့်အရာမျိုးတွေရှိတယ်တိုင်ပင်ရမယ့်အရာမျိုးလေးတွေရှိတယ်ဆိုရင်တော့တုံဆိုင်နေတာမျိုးလေးတွေမလုပ်ဘဲနဲ့နှစ်ယောက်သားပုံပွင့်နေနေတိုင်ပင်ဆွေးနွေးတာမျိုးလေးတွေတခုခုကို လုပ်ဖို့အတွက်ပေါ့နော်ဆုံးဖြတ်ချက်ချရမယ်ဆိုရင်လည်းအတူတူဆွေးနွေးပြီးတော့မြန်မြန်ဆန်ဆန်ဆုံးဖြတ်ချက်ချတာမျိုးလေးတွေအဲ့ဒီလိုမျိုးလေးတွေတော့မမပွင့်မလင်းနေပေါ့နော်အဲ့ဒီလိုမျိုးတွေနှစ်ယောက်ချာမှာမရှိအောင်လေးတော့ဂယုဆိုင်ပေးပေါ့နော်နှစ်ယောက်ရဲ့အနာကက်ကပေါ့နော်ဒါတကယ်ဟိုဟိုဘယ်ပြောမလဲဟင်းတကယ်တကယ်လှပပါတယ်တကယ်တောက်ပေါင်းတဲ့ energy လေးတွေမြင်နေရတယ်ပေါ့နော်အဲ့တော့နောက်ဆုံးမှာတော့ပြောမယ်ဆိုရင်တော့ကွာဒါ သူနဲ့လက်တွဲလို့ရနိုင်လားဆိုရင်တော့ရနိုင်တဲ့ energy တွေရှိတယ်။အဲသူကလည်းပဲပေါ့နော်ဘယ်လိုပြောမလဲငွေကြီးရှာဖွေတဲ့နေရာမှာဆိုရင်လည်းဟိုဘယ်လိုပြောမလဲကတကယ်ကိုစူးစမ်းတဲ့သူတယောက်တကယ်ကိုဝိရိယရှိတဲ့သူတယောက်အဲ့လိုမျိုးလေးဖြစ်တယ်။အဲ့ဒီလိုမျိုးစူးစမ်းတဲ့လျှောက်လည်းသူ့အနေနဲ့ပေါ့နော်အခုချိန်မှာအဆင်မပြေသေးဘူးဆိုရင်တောင်မှ အဲတချင်ချင်းမှာတော့တကယ်တော့အဆင်ပြေလာမယ့်နမိတ်လေးမြင်ရတယ်ပျော်ရွှင်စရာမိသားစုလေးကိုပေါ့နော်အဲ့ဒီလိုမျိုးပုံစံမျိုးလေးကိုမြင်နေရတယ်ပေါ့နော်အဲ့တော့အဲကိုယ့်ရဲ့တစ်ဖက်လူကဒါ relationship တွေထဲမှာပေါ့နော်ဒီလိုမျိုး energy တွေရှိနေတယ်အမအရှိမပြောသွားတယ်ပေါ့နော်ဒါတယောက်ကိုတယောက်ဒီလိုမျိုးလေးတွေသွားနေကြတဲ့ energy တွေရှိတယ်ဆိုရင်တော့သူကတကယ့်ကိုယုံကြည်လို့ရတယ်တကယ့်ကိုမိသားစုဘဝအထိတွားလို့ရတယ်เนาะဒါဟိုအိမ်တော်တယ်လေးတွေဆိုလည်းမိသားစုဘဝတစ်ခုအထိကိုတွားလို့ရတယ်ဟိုအဆင်ပြေပြေရှိကြမယ်ဒါအိမ်တော်အိမ်တော်မကြသေးတဲ့ပေါ့เนาะလက်ရှိတွဲနေတဲ့သူလေးတွေဆိုရင်လည်းဒါအိမ်တော်ကြတဲ့အထိပေါ့เนาะဒါ wedding portal ဒီ marriage light ဘောကအဲ့လိုမျိုးထီတော်လို့ရတယ်ဆိုရင်နမိတ်လေးမြင်နေရတယ်ပေါ့နော်ဒါကတော့ ဒီပေါ့နော် RS လေးအတွက်တည်တဲ့ဒီလို energy လေးတွေဖတ်ပေးတာဖြစ်တယ်ပေါ့နော်အဲတော့တစ်ဖက်လိုကတော့ယဉ်ကျေးလို့ရတဲ့တဲမှာတော့ပါတယ်ပေါ့ခွင်ဟိုတခုရှိတာကတော့ခုနကပြောလို့ပေါ့နော်တခုခုလုံးမဲ့ပြုမဲ့ဆိုရင်တော့အဲ action လေးကိုမြင်မြင်ယူပေါ့နော်ဥပမာဒီရမလားဟိုဥမာဒါဥမာနေနဲ့ပြောတာတချို့ပေါ့နော်ဒီ copper လေးတွေလက်ထက်ကြဖို့ဒီပေါ့နော်ဒါအာရည်စူးထားတယ်ဆိုရင်ဥမာ အဲဟိုဘယ်လိုလက်ထက်မယ်ဘယ်လိုမျိုးလေးတွေဟိုဖြစ်မယ်ဒီဟာဖြစ်မယ်ဆိုတော့တားခတ်လေးတွေထားကြတယ်အဲ့ဒါကိုနောက်ဆိုလိုက်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 နဲ့အဲ့ဒီလိုမျိုးကြီးတော့မလုံးနဲ့ပေါ့နော်ကိုတားခတ်ပြည်ပြီးပြည်ဟိုအဆင့်ပြည်ပြီးဆိုရင်လက်ထက်ပုဒ်လေးကိုလည်းတရားနဲ့တရားကတကယ်ဟိုပေါ့နော်ဒါတေချာလေးကိုတိဆောက်ကြပြီးပြီဆိုရင်တော့မြန်မြန်ဆန်ဆန်သာအကောင့်ထဲပေါ်လိုက်ပါအရန်ကြီးအချိန်လေးကြာကြီးကြာကြီးဆွေးနေတာမျိုးကြီးတော့မလုံးနဲ့ပေါ့နော်အဲ့လိုမျိုးလေးတော့မှ ပြောချင်တယ်။အော်ဘာရှိဒီကက်လေးတွေရဲ့နမိတ်ရတော့ကောင်းပါတယ်။ကောင်းတဲ့ energy လေးတွေဖြစ်တဲ့အတွက်ကြောင့်လေအဲခုနားထောင်နေသူလေးတွေပေါ့နော် RS လေးတွေအကုန်လုံးနဲ့ DNA ကြီးလေးတွေအကုန်လုံးတက်ရောက်ပါစေလို့ပဲအမှလည်းပေါ့နော်ထပ်ပြီးတော့ဆူတောင်းပေးလိုက်တယ်။အတော့ Oracle ပေါ့နော်ဒီ love message လေးပေါ့နော် soul connection ဒီ cat ကလေးတွေကတော့ဗာလေးတွေနဲ့ပေါ့နော်ဒါအကြံပေးစကားလေးတွေအင်ဂျင်လေးတွေပြောမလဲဆိုတာလေးကိုတစ်ချက်တော့ဆွေးကြည့်ပေးမယ်နော်။ အင်ဂျင်လေးတွေကကိုနဲ့ပတ်သက်ပြီးတော့ဗာလေးတွေပြောနေမလဲဆိုတော့ကိုอืมဆိုတော့ဒီကိုမှဆွေးကြည့်ပြပါမယ်ထားလေးရထားပါတယ်อืม ်ဒီတော့ဒါလေးရထားပါတယ်အဲ့တော့ဒီကက်လေးနှစ်ကက်ကိုမှဆွဲလို့ရထားပါတယ်เนาะအဲ့တော့ဒီမှာမှမြင်ရတဲ့လောက်ကိုပြောမယ်ဆိုရင်တော့ learn ပေါ့เนาะ let let show you how to learn from each other တဲ့ပြောချင်တာကတော့နှစ်ယောက်ကြားမှာเนาะချစ်ချင်းမြတ်တာလေးတွေကိုပေါ့ကွယ်ဒါတယောက်ကိုတယောက်တင်ယူတတ်ကြတယ်ဘယ်လိုမျိုးလဲဆိုတော့မှနားလည်လိုက်တဲ့ သဘောတရားကပေါ့နော်နှစ်ယောက်ကြားမှာရှိတဲ့ချစ်ချင်းလေးရာနေတယောက်ကိုတယောက်ဘယ်လိုမျိုးလေးတွေသွားမလဲနော်ဘယ်လိုမျိုးလေးတွေဂယူးဆိုင်ပေးရမလဲတယောက်ရဲ့လွယ်ချက်လေးတွေကိုတယောက်ကဘယ်လိုမျိုးလေးဖြည့်ဆည်းပြန်ဒါဟိုလွယ်ချက်ဖြည့်ဆည်းတယ်ဆိုတော့ကွာတိတယ်မလားငွေကြီးကြီးနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးကြီးလိုက်ပြီးဖြည့်ဆည်းတော့ပြောတာမဟုတ်ဘူးကွာတယောက်ကိုတယောက်စိတ်လုံးကြုံမှုနော်စိတ်လုံးကြုံမှုဘယ်လောက်ထိပေးမလဲ ဒီလိုချစ်ချင်းမြတ်တာလေးတွေကနေမှတဆင်ပေါ့နော်ဒါဒီပြောလို့ဆိုအချစ်တွေကိုပေါ်ပြခိုင်းတာကွာအချစ်တွေကိုပေါ်ပြပြီးတော့ဒီအချစ်တွေကနေပြီးတော့မှဒီလိုမျိုး ပေါ့နော်ဒါပျော်ရွှင်မှုလေးတွေဒီလိုမျိုးစိတ်လုံခြုံရတယ်ဆိုတော့ခံစားချက်ဒီလိုကကိုယ့်အတွက်ယုံကြည်ရလောက်တယ်တကယ့်ကိုပေါ့နော်ဟိုလိုပြောမယ်ဒီလူနဲ့ပတ်သက်ပြီးဆိုရင်ဘာမှလှည့်ကြည့်စရာမလိုအောင်ကိုကတကယ့်ကိုစိတ်လုံခြုံမှုကိုခံစားရတယ်ဆိုတော့ခံစားချက်ပေါ့နော်ဒီလိုမျိုးလေးတွေခံစားချက်တွေရကတော့တယောက်ကိုတယောက်ချစ်ချင်းတွေကိုပေါ်ပြပြီးတော့ ဒီခံစားချက်တွေကိုရအောင်သင်ယူကြပါဒီလိုအနေမှာတစင်ကွာတယောက်ကိုတယောက်ဒါတကယ်ကိုတမိုးထားမှုလေးစားမှုတွေနော်အဲ့လိုမျိုးပေါ့နောက်ဆုံးတစ္ဆာရှိခြင်းပေါ့နော်ဒါမဖောက်မပြားတစ္ဆာရှိခြင်းတွေဒီလိုမျိုးလေးတွေကဒီစိတ်တွေကနေပြီးတော့မှတဖြည်းဖြည်းချင်းရလာနိုင်မယ်နော်ဒီလူကကိုယ့်ရဲ့လူပါလားဆိုတဲ့ခံစားချက်တွေရအောင်လို့တယောက်ကိုတယောက်ချစ်တယ်ကိုဖော်ပြပြီးတော့သင်ယူရပါမယ်တဲ့နော်အဲ့တော့မဖော်ပြတတ်တဲ့သူလေးတွေဆိုရင်လည်းဒါချစ်ချင်း မြင့်တာကိုဖော်ပြတဲ့အောင်စူးစမ်းကြည့်ပါငါတော့ချစ်တယ်ဒါပေမဲ့ငါအချစ်ကိုမဖော်ပြတတ်ဘူးလို့အဲ့ဒီလိုမျိုးမလုံးနဲ့အဲ့ဒါတွေကအဆိုင်ခဲတွေတောက်စစ်တွေဖြစ်သွားတတ်တယ်တကယ်ချစ်ရင်တကယ်ဟောပေါ့နော်တမိုးထားရမျက်နှိုးရဆိုင်ကွာကိုယ့်ရဲ့အချစ်လေးတွေကိုတကယ်ဖော်ပြတတ်ကြတယ်ဥမာအရင်တည်းတည်းလို့ရိုပြနေမှာမဟုတ်ဘူးတိတာသူလိုတဲ့အချိန်မှာကိုယ်တကယ်ရှိနေပေးတာမျိုးဒါအပြန်အလှန်ပေါ့နော်ဒါကိုဟာကိုလိုတဲ့အချိန်မှာသူရှိနေပေးတာမျိုး သူလိုတဲ့အချိန်မှာကိုကလည်းရှိနေပေးတာမျိုးတကယ်ကိုတယောက်ကိုတယောက်ပေါ့နော်ဒါ supporting energy နဲ့လည်းတစ်ခါလေးကြရင်သွားတက်ကြတယ်ဒီလိုပုံစံလေးတွေပေါ့တိရမလားတစ်ခါလေးကြရင်တယောက်ကတော့တကယ်ကိုပြင်းမှန်းနေတဲ့အခက်ခဲတွေနဲ့ဂျုံနေရတယ်ဆိုမဲ့တယောက်ကမတိကျွုံပြုတ်နေတာမျိုးလေးတွေအဲ့လိုမျိုးပေါ့နော်ဘယ်လိုပြောမလဲတချို့ဆိုရှိတယ်လေတိတ်ပြီးတော့စိတ်ဝင်စားမှုမပြတာမျိုးလေးတွေပေါ့နော်ကိုချစ်သူက တခုခုတိုင်မြင်လာတယ်ပြောလာတယ်ဆိုရင်တော့မနည်းနည်းလေးပေါ့နော်ဒါဟိုတေချာနားမထောင်ပေးတတ်ဘူးအဲအကျအကျဉာဏ်မပေးရင်ဆိုရင်တော့ကွာတေချာလေးနားထောင်ပေးပြီးတော့ဒီတိုင်းလေးပဲနှစ်သိပ်ပေးနိုင်တယ်ဆိုရင်တော့မတစ်ဖက်ကတကယ့်ကိုခွန်အားတွေလည်းရတယ်တကယ့်ကိုတည်ရမလားစိတ်စိတ်သက်သာရရတယ်ဆိုတော့ခံစားချက်တွေရတတ်တယ်ပေါ့နော်အဲအဲ့ဒီလိုမျိုးပေါ့ကွာအချစ် ကိုယ့်ရဲ့ချစ်ချင်းလေးတွေကိုအရင်ရိုပြနေမှာမဟုတ်ဘူးတိလားတဲတဲလို့ရိုနေမှာမဟုတ်ဒီလိုမျိုးလေးတွေသူ့လိုအပ်တဲ့ချိန်မှာရှိနေပေးပါလို့တော့အမတို့ပြောပြပြောချင်တယ်ဗောနော်အဲ့တော့နောက်တစ်ခုကကျတော့ dreams တဲ့နော် share your dreams together and encourage each other to make them a reality အဲ့တော့ဒီတိုင်းသွားနေလို့အဆင်ပြေမလားဆိုပြီးတော့ဒါပြောချင်တယ်အဲ့တော့ဒီတိုင်းဘာမှရည်ရွယ်ချက်မရှိပဲသွားရင်တော့အဆင်မပြေဘူး ရစ်ချစ်သူနှစ်ယောက်ရှိလာပြီဆိုရင်နော်ချစ်သူနှစ်ယောက်ကအတူတူရှိလာပြီဆိုရင်နီးစပ်ဖို့ကြိုးစားလာကြတယ်ကြိုးစားရတယ်အကယ်၍ပေါ့နော်အခြေအနေတွေကမနီးစပ်နိုင်သေးဘူးဆိုတော့โอเคရတယ်ထားဒါပေမဲ့ငါတို့တွေနီးစပ်မယ်တနည်းနည်းကြရင်တော့ငါတို့တွေဘယ်လိုမျိုးလေးတွေဖြစ်အောင်ငါတို့ကြိုးစားမယ်ဆိုတော့ပေါ့နော်ဒါအိမ်မက်တွေရွေရွက်ချက်လေးတွေဒီလိုမျိုးလေးတွေတော့ထားတင်တယ် လူမျိုးလေးထားပြီးမှနှစ်ယောက်တူတူကြိုးစားသွားမှအဲ့ကိုရဲ့ဒီမန်းချက်တွေအိမ်မက်တွေတူတူဖြစ်ချင်တဲ့အရာတွေကိုအတူတူပေါ့နော်ဒါတယောက်ကိုတည်းခွန်အားပေးရင်းနဲ့အတူတူအမှန်တကယ်ဖြစ်လာအောင်ပုံဖော်သွားမှလည်းဒီ relationship ကတကယ်တော့အသေးပဲရှိလာမှလေဒီတွဲရကွာတိရမလားအထီးကျန်လို့တွဲလိုက်တယ်တယောက်ကိုတည်းဒါပေမဲ့ပျော်ပျော်လေးပဲတွဲလိုက်တယ်ဘာဖြစ်မလဲဆိုရင်ဒီမန်းချက်လည်းမရှိဘူး နီးစပ်ဖို့ဆိုတော့မျောလင်းချက်တွေလည်းမရှိဘူးအဲ့မျိုးတချို့ဆိုနှစ်တွေချာကြီးတွဲလာတာကော9နှစ်6နှစ်9နှစ်နီးနီးစပ်အောင်လုပ်ဖို့လည်းမစင်စားကြဘူးဒါတဖက်ကမအများသောအဖြစ်ကတချို့ဆိုပေါ့နော်ယောက်ျားလေးတွေဒါယောက်ျားလေးတွေကိုပဲအဓိကပြောတာတော့မဟုတ်ဘူးဒါအများအများစုအဲ့လိုမျိုးဖြစ်တတ်တာကိုပြောတာပါ9နှစ်6နှစ်တွဲလာတယ်ဒါပေမဲ့တဖက်မိန်ကလေးကိုဘာမှ commitment မပေးဘူး ူတပတ်မင်းကလေးကလည်းသူ့ရဲ့အချိန်လေးကိုအများကြီးဒီလူနဲ့ပဲကုံဆုံးခဲ့ရတယ်။စမချင်းမှာတော့ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေပိုင်ဆိုင်ခဲ့ရပြီမယ်။နောက်ပိုင်းကျရင်အနာဂတ်ဆိုတာရှိလာရတယ်။အနာဂတ်ကိုတူတူပုံဖော်ရတယ်။ညှောနှင်းချက်တွေအိမ်မက်တွေတူတူပုံဖော်ရတယ်။အဲ့ဒီလုံမသာတကယ်ကိုကောင်းမွန်နေပေါ့နော်ဒါတူတူပုံဖော်မှသာပေါ့နော်ဒါတူတူလို့ပြောရအောင်နော်တယောက်တစ်ပုံဖော်နေလို့လည်းမရအောင်တည်လားနော်တဲ့ရောကောင်းမွန်တဲ့ reality ကိုရရှိလာမှာ အစစ်မှန်ပေါ့နော်ဒါကိုအိမ်မက်တွေနာကက်တွေဖြစ်လာရဲဆိုအစစ်မှန်ဘောအောဖျားရှိပိုင်ဆိုင်လာမှာဒီလိုမျိုးလေးတွေတွားတက်ကြရယ် relationship ဆိုတာအဲ့လိုမှမလုံနိုင်ဘူးဆိုရင်တယောက်ကိုတယောက်စိုးစည်းနော်ရတန်လိုက်ကြတာပဲကောင်းတယ်ရင်မင်းချင်းမရှိဘူးရွေချင်းမရှိဘူးဆိုရင်အပြော်တွဲချင်တယ်ဆိုရင်တွဲချင်းတဲ့လောက်တွဲကွာတွဲလို့ပြီးမှရင်တစ်ဖက်ကိုလည်းကြိုးရှိရှိနဲ့မလှန်ထားနဲ့ရတန်လိုက် မရတန့်ကျင်ဘူးကိုကသူ့ကိုပဲတကယ်လိုအပ်တယ်သူသူဘယ်လိုပဲမသူမသူမဲဆိုတော့ဆွဲလန်းစိတ်တော့မဟုတ်ဘူးကခုနကပြောသလိုပေါ့နော်ကိုကသူနဲ့ရှင်တကယ်ကိုစိတ်လုံးချုံမှုရတယ်သူကလည်းကိုနဲ့ရှင်တကယ်ကိုစိတ်လုံးချုံမှုရတယ်နော်တကယ်ကိုပေါ့နော်ဒါတကယ်ကိုတရားခွန်အားပေးခွန်အားလည်းပေးသလိုပျော်ရွှင်မှုတွေလည်းပေးတဲ့ပေါ့နော်ဒီလိုမျိုးခံစားချက်တွေရှိရဆိုရင်တော့ ဘာတွေပဲဖြစ်နေဖြစ်နေရင်ဆိုင်ပြီးတော့ဗောနော်ဒါအတူတူဆိုတဲ့စိတ်လေးနဲ့တော့ကြမယ်ဆိုရင်ပိုကောင်းတယ်လို့ပြောချင်တယ်ဗောနော်တချို့လေးတွေကတော့ရှိပါတယ်အတူတူဆိုတဲ့စိတ်တွေတော့ရှိပါတယ်ဒါပေမဲ့မဖြစ်နိုင်တဲ့ကံတရားတွေမဖြစ်နိုင်တဲ့ဗောနော်ဒါအခြေအနေအကြောင်းတရားတွေရှိနေတယ်ဆိုရင်ရောဘယ်လိုလုပ်မလဲဆိုရင်အဲ့လိုလို့ဆိုရင်တော့လေရှစ်ဆက်သွားဖို့အဆင်ပြေဘူးဆိုရင်တော့လေစောစောစီစီရက်လိုက်တာတော့အကောင်းဆုံးပဲအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ အရာရာကိုရင်ဆိုင်ဖို့တတိရှိဖို့လိုတယ်တတိမရှိရင်တော့ရှိစက်မတို့တာတော့အကောင်းဆုံးပဲပေါ့နော်အဲ့ဒါကြောင့်မို့တခုခုကိုလှုပ်ဖို့ဆုံးဖြတ်လိုက်ပြီးအရှင်ယူမယ်ဆိုရင်မြန်မြန်ဆန်ဆန်ချိုးစားမြန်မြန်ဆန်ဆန်လှုပ်တွေးဝေးနေရာတွေနဲ့အချိန်တွေကိုကုန်မခံနဲ့လို့ပြောချင်တာနော်ဟုတ်ပြီလားအဲ့တော့ပြောရလေးနည်းနည်းရှင်းသွားပါပြီအဲ့တော့ energy လေးတွေတော့ကောင်းပါတယ်နော်ကောင်းတာလေးတွေများတယ်နောက်ပိုင်းနေရာတော့အမဒီ oracle card လေးတွေရနေပြီးတော့မှာပေါ့နော်တဆင်းတာအဲပြောပြပေးတယ် အခြေအနေလေးပေါ့နော်အမကတော့နောက်တစ်ခက်ကိုထပ်ဆွဲလိုက်တဲ့ချိန်မှာမကိုမင်းမန်းနေနော်ကိုကြည့်နေတဲ့သူလေးရယ် relationship လေးတွေရအကယ်၍နော်ဒါဟိုဟာဆက်ပြီးတော့ပေါ့နော်ဒီလိုအခြေအနေတွေနဲ့ဆက်ပြီးသွားချမယ်ဆိုရင်တော့တကယ်ကို commitment level ထိသွားလို့ရတယ်เนาะဒီတစ်ဖက်လူကလည်းကိုယ် commitment ပေးလာနိုင်မဲ့အနေအထားမျိုးတွေရှိလာတယ်เนาะဒါကြောင့်မလို့ commitment commitment is an important factor to achieve a successful relationship เนาะတကယ်ကို successful relationship ရှိဖို့ကကိုမင်းမန့်ကလူကိုလိုအပ်ပါတယ်ကိုမင်းမန့်မရှိဘဲနဲ့ဒီတိုင်းကြီးပဲပေါ့နော်မျောလင်းချက်မရှိဘဲနဲ့ဆက်သွမ်းနေတဲ့ relationship ကြီးဆိုရင်တော့ဒါတိတ်ပြီးတော့မကောင်းဘောနော် relationship တကူ successful ဖြစ်ဖို့ဆိုရင်တော့ commitment ကရှိကိုရှိရမယ်ဒီ commitment ကြောင့်လဲစူးစမ်းမှုတွေအတူတူရင်ဆိုင်မှုတွေ ဒီလိုမျိုးခွန်အားတက်တီတွေကပေါ်လာဒီလို commitment မရှိဘူးဆိုရင်တော့အချိန်နဲ့အကြာကြီးကြာကြီးမတွဲပါနဲ့လို့လည်းခြံပေးခြင်းနဲ့เนาะဟုတ်ပြီလားအဲ့တော့ reading လေးကတော့ဒီလောက်ပါပဲရှင်အဲကောင်းမွန်တဲ့ energy လေးကိုယူပြီးတော့ကောင်းမွန်တဲ့အချိန်လေးတွေရောက်ရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတော့เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ရှင် see you ပါရှင်